ရှင်းရက်တွေလုံးဝမီချိုင်းနာနဲ့ဂလိုပဲဘယ်ဟာဝယ်ရမလဲ mirror phone တစ်လုံးနဲ့ second hand flash တစ်လုံးဘယ်ဟာကန်ရမလဲဆိုတဲ့အကြောင်းတွေပြောပြီးသွားပြီဆိုတော့ဒီတစ်ခေါက်မှာက2025မှာမဝယ်သင့်တော့တဲ့ဖုန်းတွေကြောင်းအရင်ဆုံးပဲပြမယ်2025မှာမဝယ်သင့်တော့တဲ့ဖုန်းအကြောင်းမပြောခင်မှာဖုန်းတစ်လုံးကိုကောင်းကောင်းအသုံးပြုနိုင်မှုအတွက်တကယ်လိုအပ်တဲ့အချက်လေးကိုပြောပြမယ်ဒီချက်တွေကဖြစ်ကိုဖြစ်ရမယ်ဆိုတာထက် daily use မှာအထင်ကုန်မရှိဘဲနဲ့လုံးဝဆုံးဖြစ်ဖြစ်သုံးနိုင်မှုအတွက်တကယ်လိုအပ်တဲ့အချက်တွေပြောပြသွားမှာ ဝယ်တော့မယ်ဆိုရင်လူတွေကဒီဇိုင်းတွေ brand တွေကိုအရင်ဆုံးပြေးကြည့်ကြတာများတယ်။ဒါကလည်းသူ့အနေနဲ့သူကအရေးပါတာမှန်တယ်ကွာ။ဒါပေမဲ့တကယ်အရေးကြီးကြီးကြီးတဲ့နာကဖုန်းတွေမှာထည့်ပေးထားတဲ့ processor လို့ခေါ်တဲ့ chipset တွေပဲ။2025မှာ daily use ကိုအဆင်ပြေပြေသုံးကျင်နေဆိုရင်တော့ Snapdragon 7 Gen 1 Dimensity 8000 plus အဲဘဲမှာဆိုရင် A40 Bionic chip လောက်ကတော့အနိုင်ဆုံးထားပြီးတော့ကြည့်စီကြတယ်။ အဲ့ဒါမှလည်းကိုသုံးကျင်တဲ့ daily use ကိုအဆင်ပြေပြေနဲ့သုံးလို့ရမှာပါ။ဒီ chipset တွေထက်နိုင်နာကိုသုံးကျင်နေဆိုရင်သုံးလို့မရအောင်မသုံးလို့ရတယ်။ဒါပေမဲ့ day to day task တွေ gaming mind တွေ multitasking အနေနဲ့ရေရှည်အသုံးခံတဲ့အပိုင်းတွေမှာတော့တော်တော်လေးအားနည်းသွားလိမ့်မယ်။ကို့ဖုန်းကဝယ်ပြီးရအောင်တနည်းမကြသေးပဲနဲ့ဖုန်းထည့်နေလို့နောက်ဘလုံးပြောင်းရတာမျိုးမကြိုက်ဘူးဆိုရင်စောနနွားပြောတဲ့ chipset တွေကိုအနိုင်ဆုံးထားပြီးတော့ကြည့်နေခြင်းနဲ့နောက်တစ်ခုရှိသေးတယ်။ Thread War 6ဝါ series တို့ မီဒီယာတက်ဟီလီယို G 7890တွေကိုလည်းအခုချိန်မှာမသုံးသင့်တော့ဘာလို့လဲဆိုတော့အခုနောက်ဆုံးထွက်ထားတဲ့ update တွေ app တွေကိုဒီ chip တွေကမလိုက်နိုင်တော့နောက်နောက်တစ်ခုက RAM ROM လို့ခေါ်ကြတဲ့ memory နဲ့ storage ခုချိန်မှာဖုန်းဝင်မယ်ဆိုရင်အနည်းဆုံး RAM 8 ROM 128GB လောက်ကိုထားသုံးပါပဲရှော့ရှူသုံးလို့ရမှာပြီးတော့ကိုကိုရိုင်းကဓာတ်ပုံလည်းအများကြီးရိုက်တယ်ဗီဒီယိုလည်းမင်းများတင်ထားခြင်းနေဆိုရင်တော့ ROM 256GB လောက်တော့သုံးပေါ့နောက်နောက်တစ်ခုက display ကိုသုံးနေတဲ့ဖုန်းကတွက်တာတွက်တယ် display မှာကျတော့မွဲတိတ်နေရယ်ဆိုရင်တော့အရာအဆင်မပြေဘူးအဲ့တော့ 1080p resolution ကိုမှ AMOLED display ကိုသုံးမယ်ဆိုရင်တော့ပိုပြီးကောင်းနိုင်တယ်တကယ်လို့မှ Google ကဘတ်ဂျက် save ဖြစ်နေဆိုရင်တော့ IPS LCD display လောက်တော့သုံးဖို့ refresh rate ကလည်း 60Hz ကအခုချိန်မှာအဆင်ပြေရလို့ပြောလို့ရသေးတယ်သိတဲ့အတိုင်းပဲအခုနောက်ပိုင်းလာတဲ့ budget phone တွေမှာဆိုရင် 90Hz refresh လောက်ကိုသုံးပေးနေတာဆိုတော့ဒါကလည်းအရင်ပြောစရာမရှိဘူးတကယ်လို့မှကိုကိုရိုင်းကဂိမ်းရင်းဆော့ရယ်ဆိုရင်တော့ 120Hz လောက်ကိုတော့သုံးစီချင်တယ် အပေါ်မှာပြောရသလို performance ကလည်းအဆင်ပြေပြီ display ကလည်းကြည်ကောင်းနေပြီကွာအဲ့ဒါအောင်မှာ network လောက်ပဲ social သုံးတာဟောအားမခံဘူးဆိုရင်တော့အဆင်ပြေမှာမဟုတ်ဘူးအဲ့တော့ battery ကလည်းမိထားလို့မရတဲ့ထဲမှာပါတယ်အ ਨੇ ဆုံးကွာ4000 mAh ဟိုမှာဒီ 25W fast charging လောက်ပါမှကို battery သုံးရတာပိုအဆင်ပြေမှာအော်ပြီးတော့ camera ဘိုင်းလည်းမိထားလို့မရအောင်တော့ main camera က 40MP ultra wide ရဲ့ dot micro sensor လေးပါတာကိုရွေးဝယ်ရတော့ပိုပြီးအဆင်ပြေတယ် ဘာလို့လဲဆိုတော့တူအောက်ကကင်မရာတွေကပုံကောင်းကောင်းထွက်ဖို့အတွက်ဆိုရင်ဓာတ်ပုံကိုကျွန်းချင်းချင်းချင်းရိုက်တက်မအောင်ရတော့မှာနောက်တစ်ခုက software နဲ့ system update အခုနောက်ပိုင်းနေမှာ android system ကို mirror phone တွေတော်တော်များများမှရနေပြီအဲ့တော့ကိုကဖုန်းဝင်မယ်ဆိုရင် android 40 out app ဆိုရင် ios 80 out ရောက်နေရမျိုးဆိုရင်တော့မဝယ်သင့်တော့ကိုလက်ရှိကင်ထားတဲ့ဖုန်းကအဲ့လို update ဖြစ်နေရဆိုရင်တော့ပြဿနာမရှိဘူးဆိုပေမဲ့ကိုပတ်စံပေးဝေးရမယ့်ဖုန်းကတိတ်အောင်နေရင်တော့အဆင်မပြေဘူးနောက်ပြီး ဒီလိုမျိုး system OS version တွေနှိမ့်နေရဆိုရင်တော့ကို့ဖုန်းရဲ့ security ဘိုင်းကအန္တရာယ်လေးများတယ်။နောက်ဆုံးထွက်ထားတဲ့ software အသစ်တွေတို့ပြီးရင်က app တွေရဲ့ update အသစ်တွေမရတဲ့ပြဿနာမျိုးတွေပါကြုံနိုင်တယ်။ဆိုတော့မွေရဲကကို့ဖုန်းက software update ပဲချိန်ကြီးရမှာလဲ system update ကရောဘယ်လောက်စတာဒီရနိုင်မလဲဆိုတာကသတိထားပြီးကြည့်တဲ့နဲ့။ bad quality ဘိုင်းနေနေကတော့ glass ဒါမှမဟုတ် metal free body မှာ gorilla glass တုံးထားတဲ့ဖုန်းဆိုရင်တော့ပို့ပြီးတော့စိတ်ချရတယ်။ အရင်မကြည့်ဘူးဆိုပေမဲ့ကို့ဖုန်က IPC လောက်ပါရင်တော့ပိုကောင်းတာပေါ့ဒီတဲ့ရှင်အောင်ပြောရရင် brand တွေ like မဝယ်သင့်တဲ့ဖုန်တွေကိုပြောပြမယ် Apple မှာဆိုရင် iPhone 30 series အောက် Samsung ဆိုရင် Galaxy S20 အောက် Pixel ဆိုရင် Pixel 3အောက် OnePlus ဆိုရင် 7series အောက် Huawei ဆိုရင်တော့ P30 တို့ P20 တို့အပြင်ဒီ Mate 20 series တွေကစပြီးတော့မှရွေးမဝယ်သင့်တော့မီးဆိုရင်လဲ Xiaomi 10တို့ Note 12 series တို့အဲ့ဒါအပြင် K30 တို့မှမဝယ်သင့်တော့ ဒီဖုန်းတွေကလက်ထဲမှာရှိနေလို့ကင်ထားရတာဆိုရင်တော့တနည်းနဲ့သုံးရတာအဆင်ပြေတယ်။ဒါပေမဲ့ကိုယ်ရပတ်စံထုတ်ပြီးဝယ်ရမယ်ဆိုရင်တော့ဝယ်သင့်တဲ့ဖုန်းတွေထဲမှာတော့မပါတော့ဘူး။အခုပြောသွားတာက mirage နဲ့ flash ကိုပြောသွားတာနော်။ budget တရားဆိုရင်တော့အဟောင်းဝယ်ရဲဆိုတာထက်အစ်စ်ကိုပို့ပြီးတော့မှအားပေးတယ်။ဒီလောက်ဆိုရင်တော့ဖုန်းဝယ်မယ်ဆိုရင်ဘလို့ဖုန်းမျိုးစားတွေကိုရှောင်တင့်လဲဆိုတာကိုသိသွားလောက်မယ်လို့ထင်ပါတယ်။အခုကြည့်နေတဲ့သူတွေအနေနဲ့ရောခုပြောပြပေးသွားတာကိုဘလို့မြင်လဲ။ ကိုသိချင်တဲ့နောက်ထပ် data လေးရှိရယ်ဆိုရင်လဲခေါင်းမှာပြောသားပေးပါဦး driver နောက်ထပ်ဆက်ဝင်စားအောင်တဲ့ view နဲ့တူပြန်လာခဲ့ပါမယ်